ဒီယုတ်တုကိုကျုပ်ရဲ့ကြီးလဲမကြီးညိုတတ်ပါဘူးညာခင်ဗျားတို့များတော့ကြီးညိုတတ်လေလားမသိဘူးကျုပ်ကသူများတွေကြီးညိုတတ်တယ်လို့ကြားရင်ကိုနားမလဲဘူးနားမလဲဘူးကိုမမကြီးညိုတတ်တာ哦ကျုပ်တို့ငငယ်တော့ဆိုရင်ဘုန်းကြီးရောက်ခါသာဘုရားရာခန်းထဲကိုဘုန်းကြီးကနေပြီးတော့ကျုပ်တို့ပြဖို့ခေါ်သွားတယ်တော့ကျုပ်တို့ရင်ကြောက်ပြီးတော့ကို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 နဲ့သူ့နောက်ကနေပြီးတော့အတင်းကတ်လိုက်ရတယ်ဗျာတခါတည်းတာတချို့ကလေးတွေဆိုငိုတော့ငိုတယ်ဘုရားရုပ်တူကြီးတွေကြောက်လို့ပေါ့နော် အဲ့တော့ဘုရားယုံသူကြီးတွေကဘယ်တကယ်ပဲကြီးညိုစရာကောင်းသလားပေါ့ဘုရားယုံသူကိုကြည့်ပြီးဘယ်လိုနဲ့သူ့တို့ကြီးညိုလဲဆိုတာထက်တာပါလိမ့်လို့အဲ့ဒါကိုမှန်းလို့တောင်ပြောပြမရဘူးပြောလို့ဆိုရင်တော့ဒီယုံသူကလှလည်းမလှပါဘူးမလှဘူးလို့ဆိုတာကြီးညိုရလောက်တဲ့စိတ်ထဲကနေပြီးတော့မှန်းကြည့်လို့လည်းပဲကျွတ်လို့ရမပေါ်ပါဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ဒီယုံသူကိုအိမ်တကအိမ်နေမှာထားကြတယ်ဗျာ ကျုပ်တို့ဒီယုတ်သူတွေကလည်းပဲဟန်ဆုံးပါဆုံးထားတာလောက်ပဲလို့များတောင်လည်းထင်တယ်ဗျာကျုပ်ရဲ့ကျုပ်တို့ဘုရားတောင်ရှုံးတယ်လို့ပြောကြတယ်ကျုပ်တို့ဘုရားဘုရားဖြစ်တာလေးက40နဲ့5နှစ်ပဲကြာတယ်ဗျာဘုရားဖြစ်နေတင့်တယ်စံပဲပြီးတော့အပူဇော်တွေအမြတ်နိုးတွေခံနေတာ40နဲ့5နှစ်ပဲကြာတယ်ဘုရားဖြစ်အောင်လေ့ကျင့်ရတာကတော့ဘလောက်ကြာလို့ဆိုတော့လေးတင်ချင်းနဲ့ကဘာတသိန်းနဲ့ဗျာအဲ့လိုဆိုတော့အမလီလှုပ်လိုက်ရတာပါလားပေါ့အဲ့ဒါကတော့ရှုံးချင်းကြီးကိုရှုံး တကယ်ဗျာအဲ့လိုမဟုတ်ပါဘူးဒါပြောမယ်ဆိုရင်တော့စိတ္တဇာနဲ့တည်နေကြတော့အဲ့လိုဖြစ်တာပါလို့ဘယ်လိုပြောရင်လဲတကယ်ဗျာတော့ဖြင့်6နှစ်လောက်ပဲသူမှားပြီးကျင့်တာပါဗျာ6နှစ်လောက်ပဲမှားကျင့်ပြီးတော့အဲ့ဒီမှားကျင့်တာတွေလွတ်ပြီးတဲ့နောက်ပိုင်းကျတော့လည်းပဲနောက်ရက်ပိုင်းလောက်ပဲကြာတော့တာပါလို့ဘယ်လိုပြောရမှာပေါ့နော်တကယ်ပဲသူဖြင့်တရားရသွားတာပါအဲ့တော့ကျင့်တဲ့ကာလမကြာရဘူးခင်ဗျားတို့လည်းကျင့်တဲ့ကာလမကြာကြသေးနဲ့နော်ငါဒီမုတ်ချတရားမြည် အချိန်ပိုင်းသာလူတော်ဒီဆိုတာမျိုးမဟုတ်ဘူးเนาะဒါတေးကမထမ်းရှုတာမဟုတ်ဘူးဟုတ်เนาะအဲ့တော့ဆိုင်ဘုတ်ကြီးရေးတာငါဒီမုတ်ချတေးရမြည်အချိန်ပိုင်းသာလူတော်ဒီဆိုတော့ဟိုဆယ်မြောင်းနဲ့အိမ်တိုင်မှာရေးထားတယ် ။အာဒီမောချသေးရမည်။အချိန်ပိုင်းသာလိုတော့သည်ဆိုတော့ကလေးကလန့်သွားပြီ။ရှူးရှူးရှူးပေါ့တခါတည်း။တခါတည်းလို့လို့လက်လက်မပြောနဲ့ပေါ့တခါတည်းဒါတိုးတိုးပြောပေါ့။ဟုတ်သေးတော့မယ်လူကရှိတယ်ပေါ့တခါတည်း။အဲအဲ့လိုနော်။အမှန်ကတော့အဲ့လိုမျိုးကြီးလဲရှုနေပုံမို့ပေါ့။ငါဒီမောချသေးရမည်ဆိုတာကတော့ तू ပြောမှမဟုတ်ပါဘူး။ကိုကကိုသိပါတယ်။လူတိုင်းသိနေတာပဲကိုလည်းသိမှာပေါ့နော်။အချိန်ပိုင်းသာလိုတော့သည်ဆိုအချိန်ပိုင်းလေးကစက္ကန့်ပိုင်းလိုလိုမိနစ်ပိုင်းလိုလို အချိန်ကတော့နှစ်ပိုင်းလည်းဖြစ်ဖြစ်နှစ်ကလည်းအချိန်ပဲမဟုတ်လားဒါဒီလည်းဘာနှောင်တမှမရနဲ့ဟုတ်တယ်မလားသူတေကျွတ်တော့ဘာလုပ်တော့စေဗုဒ္ဓဘာသာဆိုပြီးတော့လုပ်တယ်နော်တချို့ကကံတောင်းမှအောင်မလေးအမေတို့ဘေတို့ရဲ့ပစ္စုပန်ကမ္မဝါဒသမားလာပြန်ရောသူကလည်းဒါတောင်းမှကံတောင်းမှအမေတို့ဘေတို့ရဲ့အတိတ်ကံကိုပယ်ချင်ပယ်နေတာဟုတ်လားရဲ့အဲ့ဒါအတိတ်ကံကိုပယ်ချင်ပယ်ပြီးတော့ကပစ္စုပန်ကံတာလေအဓိကပဲပစ္စုပန်ကောင်းကောင်းရှာကောင်းကောင်းစားကောင်းကောင်းသုံးကောင်းကောင်းအိတ်ကောင်းကောင်းနာနေလိုက်တော့တယ် ဘာလို့ဆိုနောက်ဘဝလည်းမရှိဘူးတဲ့ဟာလာကုန်ပြီရှေ့ဘဝလည်းမရှိဘူးနောက်ဘဝလည်းမရှိဘူးတဲ့ကောင်းတာလို့လည်းကောင်းချုံမပေးဘူးမကောင်းတာလို့လည်းမကောင်းချုံမပေးဘူးနိယတိတဲ့သူပြည့်ချင်တယ်လို့ပြည့်နေတာဆိုတော့ဟာတွေးကြည့်ဦးမြတ်မဟာနရဒဇက်ကအင်္ဂတိမင်းတို့ယူထားတဲ့အယုံမျိုးဖြစ်နေပြီဗျဟာဒီကနေ့ကတည်းကအဲ့ဒီမိုးပြာကိုင်းမိုးပြာကိုင်းဆိုတယ်ဒီဒါဒီဝါရတွေပဲအဲ့တော့ဒီဝါရတွေများဝင်းတော့ခိမ့်သွားရင်ဘယ်လောက်ကြောက်เสียကောင်းလဲဟမ်စင်စား အဲ့ဒီဝါဒတွေဘာဖြစ်လို့များပေါ်ထွန်းလာပါလိမ့်မလို့လို့မေးရင်အကြောင်းအကျိုးကိုတိတ်စီနားလဲလို့လားနားမလို့လားဒါကြောင့်ပဋိစ္စသမုပ္ပါနားမလဲရင်သူတော်ကောင်းများဒိဋ္ဌိဖြစ်မယ်နော်ပဋိစ္စသမုပ္ပါနားမလဲရင်ဘာဖြစ်မလဲဒါကြောင့်ဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားတွေမှာပရတောဂောတောဒိဋ္ဌိဌာနာနိအတ္တတာပရတောဂောတာပရတောသူတော်ဘာတွေဂောတာအတန်ကိုနားတောင်တာလဲဒိဋ္ဌိဖြစ်တယ် ဆိုလားဗျာကျေးဇူးရှင်မကုတ်စတော်ဗျာရဒီနေရာဘယ်လိုပြောလိုက်လဲတရားနာမှရင်လဲတကားကြွယ်ဒိဋ္ဌိဖြစ်တယ်ဗျာဟောတရားနာမှရင်လဲဒါကြောင့်မလို့အာလုံးတို့သူတော်ကောင်းများသောတာပန်တည်ခြင်းနဲ့နိဗ္ဗာန်လွတ်ခြင်းနဲ့ဆိုတရားကိုဆုံးအောင်လိုက်ပါအမလီအမေတို့လင်ကုံရှုံရင်တဘဝတဲ့ဒုက္ခရောက်မှာငွေကုံရှုံတော့တစ်ခေါက်နောက်တစ်ခေါက်နဲ့ဖာလို့ရတယ်ဆရာကုံရှုံရင်တတန်တရာလုံးဒုက္ခရောက်မှာ ဒါကြောင့်မလို့ဘုရားရှင်ကိုရောင်မြတ်ကြီးကဟောတော့ပေါ့ယထာဘုဒ္ဓညဏယပရိယေတိတပေါ့ကိုကိုဟုတ်တိုင်းမှန်စွာလမ်းညွန်တတ်တဲ့ဆရာကောင်းသမားကောင်းတွေ့ဖို့အရင်မကြူလားကြူလားဒါကြောင့်ဘာသာရေးလိုက်စားတယ်များဘယ်ဟာအရင်မြစ်လဲဘယ်ဟာအနစ်လဲဘယ်ဟာကုတတကယ်အားကိုရအစ်စ်လဲဆိုတာကိုလိုက်စားဖို့တော့လိုတယ်နော်ချွေတို့တွေပေါ်လာမှဗါရဲလေချွေစစ်တွေ꽌ရာတတ္တမပရိဒုပကတိပေါ်ပေါ်လာရင်တတ္တမအစ်စ်တွေဘာဖြစ်လဲ ွယ်ဖို့ဖြစ်လိမ့်မယ်ဒီကလေးကဘာဖန်တော့အထုအယောင်တော်များယဟန်အထုအယောင်တို့သီလရှင်အထုအယောင်တို့စစ်ဘုအထုအယောင်တို့သာသနာတော်ကြံကြတည်ခြင်းရဲ့အကြောင်းမှာကတော့ပိရက၃ဘုံကိုစနေရကြသင်ကြားခြင်းနဲ့ပို့ချခြင်းသည်သာလျင်ဗဒနာပဲတဲ့ဟုတ်လားအဲ့ဒါကြောင့် ဟောပြောတဲ့ပုဂ္ဂိုလ်ရရောဥချတဲ့ပုဂ္ဂိုလ်များရောနော်တရားပြတဲ့ပုဂ္ဂိုလ်များရောအကုန်လုံးအဓိကဘာလို့ဖို့လို့ပိဋကသုံးဖို့သုတ်တဝိနည်းပြီးတပါကိုစနေတကြသင်ဖို့လိုပါတယ်စနေတကြသင်ခြင်းမရှိဘဲနဲ့သာဟောဟောမယ်ဆိုရင်စနေကြသင်ခြင်းမရှိဘဲနဲ့တရားပြမယ်ဆိုရင်ပฏิရူပကရီနဲ့ညှိပြီးတော့မှန်တိုင်းမပေါက် သဲတဲ့ကိုရေသွန်းသလိုပြိဋ္ဌာယထမ်းပင်ကိုရေလောင်းသလိုဖြစ်နေကြမယ်နော်သာသနာတော်ကိုမြေမြုပ်ပြလို့မြေမျိုးသွားလို့ငရင်လှုပ်လို့ဟုတ်လားမြေကြီးတဲ့ထဲ့မြုပ်ပြလို့သာသနာမကွဲဘူးဖရာတွေကြောင်းတွေမြုပ်ပြရင်ရမယ်သာသနာတော်ကိုမြုပ်လို့မရဘူးဟုတ်လားပတဝိတ္တဆိုတဲ့မြေကြီးဒီကဖရာသာသနာကိုကွဲအောင်မလုပ်နဲ့အဘောဓာတုနော်ရေး ပင်လဲတဲ့သာသနာမြုပ်လို့မမြုပ်ဘူးဆိုနာမီလာကြနေလားနော်ဘယ်တော့မှသာသနာမမြုပ်ပါလူတွေမြုပ်မယ်เจ้าတွေမြုပ်မယ်ဘုန်းကြီးမြုပ်မယ်ဒါတော့ရှိရင်ရှိမယ်သာသနာမမြုပ်နာတကနာတေဇောဓာတုဘီလောင်လို့လေသာသနာမပြည့်ပါဘာယောဓာတုတဏ္ဍသတ္တမအန္တရာတာပိတိမုံတိုင်းတိုက်လို့တဲ့သာသနာမပြည့်ဘူးမြေကြီးလေမိဓာတ်ကြီးလေးပါးကြောင့်သာသနာ ပြည့်တယ်ဆိုတာမရှိဘူး ဒါဖြစ်ရင်ဒီသာသနာတော်ကိုဘယ်သူတွေဖြစ်တယ်လဲဒီသာသနာတော်ကိုကြွယ်အောင်လုပ်ကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဣဒိဝသာသနာတော်တွင်မှပေါ်လာတဲ့မောဂပုရိသဒီကသာလျင်ဒီသာသနာတော်ကို ဖြည့်ဆည်းပြကြတာမောဂပုရိသဆိုတာဘုရားစကားတော်ကိုအဲ့ဒီလိုပြောပြန်လုပ်ပြီးတော့ဖြည့်ဆည်းတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလဲမောဂပုရိသဘာတွေလဲ ။ဘောကပုရိသတွေကပရိသတ်ကြီးဘယ်ကလာလဲ။ရေတွေကလာ၊မြေတွေကလာ၊ကောင်းကင်ကလာ။မဟုတ်ဘူး။သာသနာတော်တွေကပဲထွက်လာကြတာ။နော်။အော်သန္တရာနဲ့နိဗ္ဗာန်အတူတူပဲ။ဘုန်းကြီးတို့ကတော့သန္တရာကလွတ်မှနိဗ္ဗာန်။နိဗ္ဗာန်ဆိုတာသန္တရာတွေကထွက်သွားတာဒီလိုမဟုတ်လား။အိုးနိဗ္ဗာန်တန်ត្រာရဲတွေရှိတာပဲဒီလိုလာတယ်အဲဒီလိုပုံကိုယ်တွေကိုဘာခေါ်တာလဲ မောဂပုရိသပိဋကသုံးပုံလက်ရှိပိဋကသုံးပုံကသံမတန်ရှင်းဘူးငကားပြီကလာတဲ့ပိဋကသုံးပုံကသံရှင်းတယ်ဒါနာကကျုံပြောတာဟုတ်လားတပ္ပရိဝါရကင်းကအရှကောစတို့ကတော့ပါတယ်ဒါတွေကမူရင်းနေလည်းမဟုတ်ဘူးဘုရားအလိုတော်ကြတွေလည်းမဟုတ်ဘူးရှင်မကတ္တဘတို့ဟာတော်တော်များများဒီပြောထားတာဘာညာဆိုတို့ကပိဋကသုံးပုံအကုန်ဖြည့်သိပါလို့အောင်ပါ အသိပြန်ရေးတဲ့ဝိပါဒဆိုထွက်လာတယ်မဟုတ်လားအဲ့ဒီအတ္တကောသတို့ရဲ့စတုထသင်္ကန်းနာနော်ကိဋ္ဌကမင်းထုတ်ပါတဲ့တင်ခဲ့တဲ့သင်္ကန်းနာကပြိတ္တကအသိတွေကိုသူတို့ကသက္ကရဘာသာနဲ့ရေးတယ်ပါဠိနဲ့မရေးတော့သက္ကရနဲ့ပြန်ရေးတော့လူတိုင်းမတတ်တော့အဲ့တော့အဲ့ဒီသက္ကရတတ်တဲ့ဒီပြိတ္တကရေးတဲ့ဘုန်းကြီးတွေကသူတို့လက်ထက်ဆုပ်ထားတယ်မနိုပိုလိုက်လုပ်ထားတာအဲ့လိုဖြစ်သွား သူတကာကိုသိမပေးဘူးသူတို့ပဲသိတယ်သူတို့ပဲတတ်တယ်သူဖြစ်ကုန်ဘာယနာခိုင်းဆိုတဲ့ဥစ္စာတွေကသုဒ္ဓသင်္ကန္တာကစတယ်သင်္ကန္တာသုံးတန်ကစာကိုဖြတ်သိမ်းပြီးတော့အသိပြန်ရေးတာအဲ့ဒါ origin ဆိုတော့အိန္ဒိယပြည်ကသွားတာတော့ဟုတ်တာပေါ့ဗျာဒါ origin လားအနေစကားဆိုတော့ဒီတရားဟောတယ်ဝိနည်းစာပြန်ပွဲဆိုရသက်တော်90မနေ့စွန်းစားဝိုင်းကြတယ်ဆိုတော့ဟေးအိန္ဒိစကားမင်းတို့ဘာလောက်ကြလဲတဲ့ ဘယ်လိုပြောမှတော့မသိဆရာတော်ပါမေးတယ်အေးကြားတော့ကလူတွေနဲ့အုံးအုံးနဲ့မြင်တော့အသက်60ကျော်နေဘာလုပ်တာလဲတရားဟောတာပါဘုရားဘာလုပ်ဖို့ဟောဩဘုရားသာသနာတော်အတွက်သာသနာတည်တရားဒီတန်းကြောင်းပြန်ပွားရပြန်ပွားကြောင်းဒီလိုလိုဟောကြတာပါဘုရားဟာမင်းတို့ငါတို့သာသနာတော်ကြီးကအင်းသာတိုင်နဲ့ဆောက်တဲ့အိမ်ကြီးလို့ လိုက်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 နဲ့အထဲလဲခြရီလဲစားနေပြီกว่าအောက်ခြေတွေလဲပဲအကုန်ပြတ်ကုန်ပြီกว่าအဲ့လိုဖြစ်နေတဲ့သာသနာမင်းတို့ဟောတော့ဘာဖြစ်အောင်မလဲစတော်ကြီးကဒေါနဲ့မောနဲ့ပြောတယ်ကုလိုသာသနာကိုယ်เจ้าမဲ့ဟောတာပဲစတော်ကြီးကလည်းအဲ့တော့တပည့်တော်တို့ကတော့အိုးပြတ်တော်မယ်ဆိုတာလဲသိတော့သိပါတယ်ဒါမဲ့ကြားလေးပါလေကံပေးတာပါဗျာဆိုတော့ ဟာကြာကံမနေနဲ့กว่าတယ်ပြိုတော့မအင်းကြီးဆိုတော့တွန်းဖြိုပြလိုက်ပြီးတော့မှအသိပြန်ဆောက်ရတယ်กว่าတယ်ဒီလိုပြောတယ်အနေစကားကစကားတတ်တယ်ချက်ချင်းပြန်လျှောက်တယ်တပြိတော့တို့ကတော့တွန်းဖြိုတဲ့အထက်မပါနိုင်သေးဘူးဗျာကြားလေးတော့ထောက်လိုက်အောင်ပဲအဲ့ဒါလဲကျင်လဲလဲမလဲကျင်တဲ့နေဖြိုတဲ့အထက်တော့တပြိတော့တော့မပါဘူးတပြိတော့တို့ကတော့ကြာကံတဲ့ဘက်ကပဲအာလုံးအင်းတော့ရည် ဝိုင်းဖြိုတဲ့အထဲတော့မပါကြနဲ့ဟုတ်လားကြာတန်တဲ့ဘက်ကယက်တီကြစမ်းပါနော်မြေရင်လိမိဓာတ်ကြီးလေးပါကြောင့်သာသနာမကွဲဘူးမောကပုရိသတွေသာသနာတော်တွေကထွတ်ထွက်လာပြီးတော့သူတို့တွေဘာလုပ်ကြတာလဲကွဲအောင်လုပ်ကြတယ်ပါဠိစလုံးလေးရတယ်မောကပုရိသရှိကဆရာကြီးတွေရဲ့လေးတရားကျမ်းတွေမှာအချင်းနီးလို့ပါတဲ့ပြတ်ဘယ်လိုပုံကိုယ်တွေလဲ ရှင်တွေလည်းပဲအချင်းနေရှင်ယဟန်တွေလူတွေလည်းပဲအချင်းနေလူတွေအချင်းနေဆိုတာပရိယတ္တိပฏิပတ္တိပရိဝေရမှာဘာမှသရုပ်တဏ္ဍာမရှိတဲ့အချင်းနေပုဂ္ဂိုလ်တွေနော်အဲ့ဒါအရိစကားဆိုတော့ကြီးဟောတော့ဘုရားနားထောင်အဲ့ဘောကပရိသတ်ကိုဆရာတော်ပေါ့မယ်လင်းလင်းလူတကနားလဲအောင်ဘယ်လိုဘာသာပြန်ရင်ကောင်းမလဲဆိုတော့အရိစကားဆိုတော့ပြောတယ်ဟာမင်းကွာ ကမ္မဒေါသရောက်သွားမှဆိုလို့ငါကရှောင်းနေတာကွာတဲ့ပြင်းပြရင်တော့ငါပြောမယ်တဲ့မောကပုရိသဆိုဒီရှေးစတော်ကြီးတွေပါသပြန်တဲ့အချီးမီပုဂ္ဂိုလ်ဆိုတာဟာအလကားကောင်းနေကွာတဲ့ဒီစကားပြောသွားတာเนาะဘာမှပရိယလည်းမဖြစ်ပฏิပတ်လည်းမဖြစ်ဓမ္မဆိုပြီးတော့အာရမလျှောက်ပြောနေတဲ့ကောင်းနေအဲ့ဒါအလကားကောင်းနေကိုအချီးမီကောင်းပြောတာကွာတဲ့ပါဠိလိုတော့ယင်ကြီးကြီးမောကပုရိသပေါ့ကွာတဲ့ တုษပုရိသဆိုသူတို့တွေဖြစ်နေကြတာကွာတဲ့သာသနာကပြုတ်ခနဲ့တော့မကွယ်ဘူးတဲ့အဲဒီလိုအဲဒီလိုမောဃပုရိသဆိုတဲ့ရေတွေဝင်ဝင်လာရဲ့နော်တုษပုရိသဆိုတဲ့ရေတွေသာသနာတော်တွေကိုဝင်ဝင်လာရဲ့အနည်းစကားဆိုတော့ပြောသလိုပြောရင်အလကားလူတွေသာသနာတော်ထဲမှာအဲဒီလိုဝင်ဝင်လာရဲ့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဘာဖြစ်ဖို့လဲဒီသာသနာကွယ်ဖို့ပဲဖြစ်ပါတယ် အဲ့ဒါကြောင့်အာလန္ဒသူတော်ကောင်းတွေနော်အလံကုန်းဆိုတော်ကြီးကနေစကန်းဆိုတော်ရှောက်တလို့ပြိုရမယ်အိမ်ကြီးကိုဝိုင်းဖြိုတဲ့အထဲတော့မပါချစတံဝိုင်းပြီးတော့ကြာကန်တဲ့အထဲမှာတော့အင်တဲ့အားတဲ့ကြာကန်ကြပါစို့လို့ဒါလေးတိုက်တော်မီတော့ဘုန်းကြီးတို့ဟောပြောပွဲဤကုန်းချုပ်ပါဗျာ